ကဲကျွန်တော်အားလုံးအသက်အရွယ်ရရလာတဲ့အသက်တွေကြီးလာတဲ့ကျွန်တော်အတွေ့အကြုံတွေကျွန်တော်တို့များလာတယ်ဒီပညာရေးနယ်ပယ်မှာဆိုရှင်လဲအသိပညာတွေကတိုးပွားလာတယ်ကျောင်းတွေတက်ကြတယ်ဒီကျောင်းတွေတက်ဖို့ကကျွန်တော်တို့ချင်းချင်းတို့ထင်ဖို့မဟုတ်ဘူးကျွန်တော်တို့အသိပညာတွေရအောင်တမကပဲကျွန်တော်တို့စကားပြောတဲ့အခါတိုင်းမှာကျွန်တော်တို့အကျိုးအကြောင်းပြောတဲ့အခါတိုင်းမှာကျွန်တော်တို့မှာဘာသက်သေရှိတယ်လဲ assignment လုပ်တဲ့အခါတိုင်းမှာ assessment လုပ်တဲ့အခါတိုင်းမှာကျွန်တော်ကျမတို့ကစီမင်းစီကံလိုက်နေရလားကျွန်တော်ကျမတို့လုပ်တဲ့ assignment တွေလုပ်တဲ့စာတွေကိုမှန်ကြောင်းမမှန်ကြောင်းကိုတိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ rubric လို့ခေါ်တဲ့စီမင်းအခြေခံတစ်ခုကိုထားရပြီးတယ်အဲ့ဒီ rubric ကိုကျွန်တော်တို့ကြည့်ပြီးမှသာလျှင်ကျွန်တော်တို့လုပ်တဲ့ assignment တွေ assessment တွေအားလုံးကိုနော်အမှတ်ပေးရရှိတယ်စစ်စစ်လေးရှိတယ် အဲ့တော့ကျွန်တော်တို့ဖျံတရားအနေနဲ့ကောကျွန်တော်ကျမတို့ဖျားခင်ယုံကြည်တဲ့ချစ်တဲ့ဆိုပေါ်မှာချစ်တာကိုယုံကြည်တာကိုကျွန်တော်တို့မနဲ့တည်ပြမလဲခရိယံဖြစ်လာတာတော်တော်ကြာပြီညပေါင်း20 30ကျော်နေပြီဒါပေမဲ့ကျွန်တော်ကျမတို့ပြောရစကားရင် ကျွန်တော်ကျမတို့တည့်တွင်တင်ချင်းတွေတိုင်းကကျွန်တော်တို့ဘာနဲ့တက်တည်ထူမလဲဘာနဲ့တက်တည်ထောက်မလဲကျွန်တော်ဒီတိုင်းပဲဘလိုင်းနဲ့ပဲကျွန်တော်တို့ ယုံအောင်မလားဘလိုင်းနဲ့ပဲကျွန်တော်ကျမတို့လက်ခံအောင်မလားတော့မဟုတ်ကျွန်တော်ကျမတို့ရဲ့ခံယူချက်ကဒီမှာတက်တည်ဆိုပြမှာကျန်းစာကိုကျွန်တော်တို့တက်တည်ထောက်နိုင်ပါရဲ့လားဘတ်ခင်ခရစ်တော်ကိုယ်တိုင်ကငါ့ကိုချစ်တဲ့ဆိုလို့ရှိရင်တော့ငါပညာကိုစောင့်ရှောက်ပါတဲ့အဲ့တော့ကျွန်တော်ကျမကေတင်ရှိကိုချစ်တော်သားသမီးများအနေနဲ့သူ့ရဲ့ပညာတော်ကိုကျွန်တော်ကျမတို့လိုက်လျှောက်စောင့်ရှောက်ဖို့ရန်အတွက်ဆန္ဒရှိကြပါရဲ့လား တုံးမဟုတ်အကြောင်းရင်းတွေပြရပြီးမှကျွန်တော်တို့ထဲချင်းနေရဲ့အသားသမီးများလားသူ့ပြင်မကဘဲနဲ့တိရောအခန်းကြီးအာနှစ်အငယ်၃ကနေလေးမှာဆိုကျွန်တော်ဖတ်တဲ့အခါမှာဒီပညာတော်လက်လျှောက်ခြင်းဟာဆိုရှင်ထိုးတခင်ကိုချစ်ရရောက်ပါတယ်တဲ့အကယ်လို့များကျွန်တော်တို့ကထိုးတခင်ကိုတည်တယ်ဆိုတော့မှသူ့ရဲ့ပညာတော်ကိုကျွန်တော်ကျမတို့မလိုက်လျှောက်ဘူးဆိုလို့ရှင်ကျွန်တော်တို့ဟာလူလိန်လူညာတွေဖြစ်တယ်တဲ့မှန်တာပေါ့ဘာကြောင့်လဲ ကျွန်တော်ကျမဖျားခင်ကိုချစ်တယ်ပြောပြီးမှ तू ပြောတဲ့စကား तू ပြီးတဲ့တရားတော့ပြည့်ညတရားတော့ကိုမကျွန်တော်လိုက်မလျှောက်တာကျွန်တော်ပါဇတ်နဲ့ပဲချစ်တာကိုသူပြမကားပဲနဲ့နောက်ဆုံးမှဆိုရှင်တော့ဒီဒေသနာကျမ်း73မှာကျွန်တော်ပြန်ဖတ်တဲ့ခါမှာတွေ့နိုင်လဲဆိုတော့အဲအချုပ်အခြာစကားဟူမူကားတဲ့ conclusion ပေါ့နော်အဆုံးပြောရမယ်ဆိုလို့ရှိရင်တော့အရေးကြီးဆုံးကပါလေသာရဖျားခင်ကိုကြောက်ရွံ့ပြုံးမှသူ့ရဲ့ ွေးညက်တော်ကိုလိုက်လျှောက်ဆောင်လျှောက်ပါတဲ့ဒါဆိုလို့ရှင်တော့အချုပ်အခြာစကားဖြစ်တဲ့ဘုရားမဘင်းရရှိရှောင်းမုံမြင့်ကြီးကိုကျွန်တော်တို့မှားထားပါတယ်။ဘာကြောင့်လဲကျွန်တော်တို့ကကျွန်တော်တို့ကဖန်ဆင်းတဲ့အရှင်ကျွန်တော်တို့ကကယ်တင်တဲ့အရှင်တနည်းကောင်းနိုင်ငံကိုပြန်ခေါ်သွားမယ်ဆိုရက်အရှင်ရဲ့စကားကိုနားထောင်ခြင်းအဖြစ်သာကျွန်တော်ဂျမတို့ကထိုအရှင်ကိုလက်ခံကြောင်းယုံကြည်ကြောင်းကိုတက်တည်ပြနိုင်တာဖြစ်တယ် ကျွန်တော်တို့ကပါဇက်နဲ့ဘလောက်ပြောပြောဘလောက်ပဲကခွန်ကခွန်ကျွန်တော်ဖျားကြောင်းဘလောက်ပဲတက်တက်အလှူငွေဘလောက်ပဲပေးပေးဖျားခင်ကိုချစ်ချင်းမရှိဘူးဆာလန်ဆရာဒါဝိမင်းကြီးရေးသားထားတယ်လို့မျိုးကိုရောရဲ့အလိုရောဖြစ်တဲ့ဒီပညတ်တရားတော်ကိုလိုက်လျှောက်ဖွင့်ကျွန်တော်မျိုးမှာဆန္ဒရှိတယ်ဆိုရက်စိတ်နှလုံးသားမျိုးကျွန်တော်တို့ဆန္ဒမရှိဘူးပဇန်နဲ့ပဲကျွန်တော်ချင်မယ်ကျွန်တော်တို့ယုံကြည်ခြင်းအားလုံးကစံစာမှာအခြေမခံဘဲနဲ့ ိုရဲ့အလိုဆန္ဒအတိုင်းကိုအကြိုက်အတိုင်းပဲကျွန်တော်တို့အခြေခံမယ်ဆိုလို့ရှိရင်ဖျားခင်ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့တည်တည်ခံခြင်းကိုလက်ခံပါမလားပညာရေးနယ်ပယ်မှာကျွန်တော်တို့ကို assignment လုပ်ခိုင်းတဲ့အခါမှာ assessment လုပ်ခိုင်းတဲ့အခါမှာကျွန်တော်တို့ရဲ့အမှတ်ပေးတဲ့ပုံစံကကျွန်တော်တို့ကဘယ်အရာပုံမှာကြည့်ပြမအမှတ်ပေးမလဲဆိုရဲစီမင်းစီကံကိုထားထားပေးတဲ့ခရီးအညွန့်ကမ္မန္တမအများအနေနဲ့ ်တနောဒူရဲ့ rubric စီမင်းကပါလေမရှင်ရောဟာခန်းကြီး၁၄၅တဲ့မှာပေါ်ပြတဲ့အချက်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာမိတ်ဆွေအနေနဲ့ကောကျွန်တော်တို့အနေနဲ့ကောပညာတော်ကိုလိုက်လျှောက်ခြင်းနဲ့ဆန္ဒရှိပါရဲ့လားတကယ်လိုက်လျှောက်ကြပါရဲ့လားတော့မပညာတော်ကိုကြားလိုက်တဲ့အခါကျွန်တော်တို့အာပညာတော်ဆိုတာက နော်တီကောင်ကိုစားနေတို့လိုမျိုးကျွန်တော်တို့ကြောက်နေပုံကများလားဟုတ်ပါတယ်ပြညတ်တော်စွာကျွန်တော်အကိုကဲတင်တဲ့အရှင်ဖန်ဆင်းတဲ့အရှင်တနေ့ပြန်လာခေါ်မယ့်အရှင်ကတတ်မှတ်ထားပြီးတဲ့စီမီစီကန်တွေဖြစ်တဲ့သူ့ရဲ့အချင်းစာရိတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဂျမအနေနဲ့လိုက်လျှောက်ပါမယ်ဆိုရက်စန္ဒများကျွန်တော်ဂျမတို့မှာရှိကြပါရဲ့လားဖျားခင်ကိုချစ်တော်တာသမီးများအနေနဲ့ ငရေဟာငရေကိုကြောက်လို့မဟုတ်ပဲနဲ့သာဝရအတမရမှာကြောက်လို့မဟုတ်ပဲနဲ့ဖရာသခင်ကိုချစ်တဲ့အတွက်ကြောင့်မလို့ပြန်လဲတုံ့ပြန်တဲ့အနေနဲ့ငါအကိုချစ်လို့ရှိရင်ငါပညာကိုစောင့်ရှောက်ပါဆိုတော့ဖရာသခင်ရဲ့စကားကိုနားထောင်ပြုမှသူ့ရဲ့တရားတော့နှုတ်ကပတ်တော့ပညာတော်ကိုလိုက်ရှောက်နိုင်တော့သားသမီးများဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘေးနာပဝန်းကျင်အတွက်အလင်းတရားဖြစ်မှဖြစ်တဲ့ကျွန်တော်တို့ဘဝအတ္တမှာ ဒီပညာတော်ချစ်ချင်းမြတ်တာအပြည့်ပေးထားတဲ့ဒီပညာတော်ဆွေဟာကိုကျွန်တော်ချစ်မလားတော့မဟုတ်ကျွန်တော်တို့တဆူးမြောက်ခလုတ်လိုပဲကျွန်တော်တို့ထင်နေသေးသလားကိုရောပေးတဲ့တရားတော်တွေကိုရောပေးတဲ့ပညာတော်တွေကိုကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ဆိုပြမပြောမလားဟုတ်ကဲ့ပါကိုရောပေးတဲ့တရားတော်ကိုရောပေးတဲ့ပညာတော်ကိုကျွန်တော်ရရှိလက်ခံခဲ့တယ်ကိုရောကိုချစ်လို့ကျွန်တော်မျိုး အတန်းနေဆုံးလက်လျှောက်ခဲ့ပါကျွန်တော်လေးချပြင်မယ်လေကျွန်တော်ပြန်လဲထအပေါ်မှာကိုရစီမာခွန်အားတောင်းပေါ်မှာကျွန်တော်မျိုးလက်လျှောက်ပါလို့ဆိုပေါ်မှာတုံ့ပြန်နိုင်တော့ဒါတမီမဖြစ်မလားဆုံးဖြတ်ချမဲ့ပို့ကွာတော့ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါလေဒီတော့ကြောင့်မလို့ငါအကိုချီငါပညာကိုစောင့်ရှောက်ပါသူသူကိုတိတယ်ဆိုပေါ်မှာပညာတော့ကမစောင့်ရှောက်တော့သူကလူလိမ့်ပဲတဲ့အချို့အခြားစကားဟိုမှာဖျားခင်ကိုကြောက်ရင်ပေါ်မှာသူရဲ့ပညာတော့ကစောင့်ရှောက်ပါဆိုရက် တရားတော်များအတိုင်းဖျားခင်ကိုချစ်တော်သားသမီးများအနေနဲ့သူ့ကိုကယ်တင်ရှင်ဖြစ်ယုံကြည်တော်သားသမီးများအနေနဲ့သူပြီးတော့တရားတော်များ အကျင့်စာရိတာဖျားခင်ရဲ့ characteristic အကျင့်စာရိတာကိုမလုံးတားထဲမှာတိမ်ထားပြမဖျားခင်အတွက်တက်တည်အဖြစ်ရက်တည်နိုင်တော်သားသမီးများဖြစ်နေကြပါစေ